ခင်ဗျားကအလုံးမရှိဘူးလားတဲ့ကျုပ်ကို Facebook ကနေလူတယောက်က comment လေးပေးတာလေဗျအဲ့လူတော့ block လိုက်ပြီးအာယုံနောက်လို့အညီတက်တယ်ကျုပ်ရဲ့ account ထဲမှာမထားဘူးဒါမဲ့ကျုပ်လုပ်နေတဲ့အလုပ်၅ခုရှိတယ်ဗျအဲ့၅ခုမတိုင်ခင်မှာကျုပ်ရဲ့ mission လေးကိုပြောပြပေးမယ်အဲ့ mission ကတော့ Bundle and Dynamo Man Elevating Myanmar's Rich Legacy on the Global Stage လို့ခေါ်ပါတယ်အဲ့မြန်မာလိုဘာသာပြန်ရရင်တော့ကျမ်းမှာကြောက်ခိုင်တန်ဆောင်းတဲ့ ညမလူငယ်လေးတွေမွေးထုတ်ပေးပြီးတော့သူတို့နဲ့အတူတိုင်းပြောင်ပြန်တဲ့ဘန်ဒိုပညာရက်တွေကိုအသုံးပြုပြီးတော့မြမပညာကနေကပ္ပသမိုင်းအမွေနဲ့ဖြစ်ထင်ကြံရဲ့အောင် ဆောင်ရွက်ဖို့ဆိုတဲ့မရှင်လေးဖြစ်တယ်ဗျနံပါတ်၁ကတော့တိုင်းတင်တာဗျကိုယ်တိုင်လဲတိုင်းကိုတိုင်းလိုကစားသလိုအွန်လိုင်းကနေရောအပြည့်မှာပါတင်ကြားပေးနေပါတယ်ဗျမြမကွန်ဘက်အကယ်ဒမီကနေလက်ရှိဖွင့်ပေးနေတဲ့အတင်တန်း၆မျိုးရှိပါတယ်ဗျနံပါတ်၁ကတော့တိုင်းပြောင်းပြန် ကျင်းမှုအချိန်လည်းရှိတယ်နေရာလည်းကျဲ့တယ်အခြေခံကနေဆရာအဆင့်ထိပြန်လဲဖြန့်ဖြူးပြီးတော့မှဆိုင်းပညာရဲ့အမွေနစ်တွေကိုထိမ့်သိမ်းခြင်းနဲ့ဆိုရင်ခင်ဗျားတို့တိုင်းပြောင်းပြန်ပညာရပ်ကိုသင်ယူနိုင်ပါလေဗျစကားမဆိုင်အကျုပ်ကဆရာကြီးဦးသိန်းရေးစီမှာ2016ဩဂတ်30ရက်မှာဆရာအဆင့်တိုင်းပြောင်းပြန်ပညာစစ်ဆေးမှုတွေကိုဖြည့်ဆို့အောင်မြင်ပြီးတော့တိုင်းပြောင်းပြန်ရိုးရအဆင့်လာတဲ့ညီဆရာဖြစ်ယူထားတာဖြစ်ပါတယ်နံပါတ်1တင်တန်းကတော့ဘန်ဒိုမာစကော့စ်ဖြစ်ပါတယ် ဘန်ဒိုပညာရော့ကိုကျုပ်ရဲ့ကျေးဇူးရှင်ဘန်ဒိုဆရာယာနန်ထံကနေ60လုံးစစ်ဆေးမှုတွေနဲ့ဖြည့်ဆို့အောင်မြင်ထားပြီးတော့2008လောက်ခရဲကဆရာဖြစ်ယူထားခဲ့တာဖြစ်ပါတယ်အဲ့တော့ချင့်ဖို့အချိန်ရတယ်ဒါပေမဲ့နေရာကတော့အရန်မကျေဘူးဘန်ဒိုပညာရဲ့အချို့အချို့အကင်ပေါက်တဲ့ပညာရက်တွေကိုအခြေခံကနေဆရာအဆင့်ထိတင်ယူပြီးတော့ညမရိုးရာဘန်ဒိုပညာရက်ကိုထိမ့်သိမ့်ပြီးတော့ပြန်လည်ဖြန့်ဖြူးကျင်တဲ့ညီငယ်ညမငယ်တွေအတွက်ဘန်ဒိုမှာစကော့စ်ကိုတင် जा ပေးနေပါတယ်နံပါတ်3ကတော့ လက်တွေ့သုံးချဘန်တိုတိုက်ခိုက်နေတဲ့ရာ series ဖြစ်ပါတယ်။ကိုကအချိန်လဲတိတ်မရဘူး။ဒါပေမဲ့မြမရွာဘန်တိုပညာတွေကိုလည်းဝါသနာပါသေးတယ်။ budget ကလည်းအများကြီးမလိုက်နိုင်တဲ့ညီငယ်နှမငယ်တွေအတွက်ဒီသင်တန်းလေးဖွင့်ထားတာဖြစ်တယ်။အဲ့ဒီကဈေးနှုန်းတက်တာပြီးတော့မှချိုးတာပြီးတော့ဘန်တိုပညာနဲ့လက်တွေ့အသုံးချတိုက်ခိုက်နေတွေပေါင်းစပ်ထားတဲ့သင်တန်းတွေဖြစ်ပါတယ်။ level 1 2 3တင်ယူလို့ရတယ်ဗျ။နံပါတ်၄ကတော့ကျင့်ဖို့လည်းအချိန်မရဘူး။နေရာလည်းမရှိဘူး။နောက်ကိုယ်ကလည်းလှုပ်ရှားသွားလာနေရတယ်။ လမ်းပေါ်မှာမတော်တဆရံဖြစ်ခဲ့ရင်ကိုကိုကာကွယ်ဖို့အတွက်တခုခုတတ်ထားမှဖြစ်မယ်လို့တွေးနေတယ်ဆိုရင်ခင်ဗျားတို့အတွက်ဒီတင်တန်းကတင့်တော်ပါတယ်အဲ့ဒါကတော့ social fight system တင်တန်းဖြစ်တယ် value fight တင်ကားသာ20ထပ်ပေါင်းထားတဲ့ upgrade လုပ်ထားတဲ့အဆင့်မြင့် version ကိုဒီနေ့မှစတယ်ဗျနောက်ထပ် zoo ရဲ့ version တစ်ခုကတော့ formalize zoo ဆိုတဲ့ social fight system ဖြစ်ပါတယ်အဲ့ဒီ social fight system ကတော့မိန်းကလေးသွေးသံအထူးတင်တန်းဖြစ်ပြီးတော့အချိန်မရတဲ့တမိငယ်တွေနှမငယ်တွေနဲ့ အမျိုးသမီးတွေအတွက်အထူးတင်လျော်ပါတယ်။တင်ကြားပေးနေတာအခုဆိုရင် version အစ်စ်တောင်မှစနေပြီဗျ။ Formalize Plus Bundle 5ဖြစ်ပါတယ်။အဲ့တော့နောက်နေ့ထဲမှာဆိုရင် version 2ဖြစ်လာမှာပေါ့။အဲ့ဒီတင်နာကိုလည်း join လို့ရ။နံပါတ်5ကတော့လက်နက်မဲ့တိုက်ခိုက်နည်းတွေဖြစ်တဲ့ Bundle ပညာရတွေကိုတင်ယူဖို့အချိန်လည်းမပေးနိုင်ဘူး။ဝါသာလည်းမရှိဘူး။ဒါပေမဲ့ကိုကမကြခဏခရီးသွားလာရတယ်။ဒါမှမဟုတ်ကိုယ့်ရဲ့အလုပ်မှာကြောင်းမှာနေရာတွေမှာသွားလာတဲ့နေရာတွေမှာပေါ့။ ရန်များတယ်ကိုတက်ရန်သူတွေကရန်မူနိုင်ခြင်းရှိသူတွေကတယောက်ထက်များနေတယ်ဆိုရင်တော့လက်နက်ကင်တိုင်းဖြစ်တဲ့ဘန်ရှိပညာရက်တွေတင်နန်းဖွင့်ထားပေးတယ်ဗျအခုလောဆယ်တော့နှစ်ခုရှိပါတယ်နံပါတ်1ကလက်တွေ့သုံးချဓမြောင်တက်ခိုင်နေတရတင်နန်းဖြစ်တယ်နံပါတ်2ကတော့အခုလက်ရှိတင်နန်းဖွင့်ထားတယ်တင်နန်းအပ်လို့ရနေပြီဖြစ်တဲ့လက်တွေ့သုံးချဒုံးစကားတိုက်ခိုင်နေတရတင်နန်းဖြစ်တယ်အဲ့တော့ဘယ်နေရာကိုပဲသွားတော့ကကိုကတယောက်ထဲသွားတဲ့အခါမှာတယောက်ဆိုသေးလူတဲ့နှစ်ယောက်ဆိုရှင်လူတဲ့ သုံးယောက်ပေါင်းလောင်းကြောတဲ့အဲ့တော့ကိုကတယောက်ထဲသွားတဲ့အခါမှာကိုရဲ့အဖော်အဖေမိတ်ဆွေတကယ်ချင်းနေမပါလာဘူးဆိုရင်အ ਨੇ သုံးကိုမှလက်ကင်တုတ်တစ်ချောင်းတော့ပါဖို့လိုတယ်ဗျတောင်ဝေးအဖြစ်လည်းသုံးလို့ရတယ်လို့လက်နက်ဖြစ်လည်းသုံးလို့ရတယ်သွားလျာလည်းတည်ယူလို့ရတယ်ဒီအတွက်ရန်သူတွေနဲ့မတော်တဆကြုံလာခဲ့ရင်တယောက်ထက်အများရင်ဆိုင်လာခဲ့ရရင်တံပြန်တိုက်ခတ်ဖို့အတွက်တင်းနှံကိုဖွင့်ပြတာဖြစ်တယ်အဲ့တော့ဒီအခုအထုံမှာဆိုတော့ဒုတိယအထုံရောက်ဖြစ်လာပါပြီဗျ အတင်းနဲ့အမယ်ဆို join လို့ရပါပြီ29ရက်နေ့မှာစမယ်နံပါတ်6ကတော့ပညာဒါနကုလူတွေဖြစ်ပါတယ်အချိန်တွေအကြောင်းအကြောင်းကြောင့်အတင်ကြလေးချက်မှုအချိန်လည်းမပေးနိုင်ဘူးနေရာလည်းမရှိဘူးနောက်ကဘတ်ဂျက်အတွက်လည်းစဉ်းစားချင်းချိန်နေရတဲ့ရှာဖွေနေရတဲ့ညီငယ်နှမငယ်တွေအတွက်အကျုပ်တို့ငယ်စဉ်တုန်းကလည်းလိုပဲတိုင်းပညာသင်တန်းတက်ဖို့အတွက်အချိန်လည်းမပေးနိုင်ဘူးငွေကြေးရလည်းမရှိဘူးဒါမျိုးညီငယ်နှမငယ်တွေအတွက်စေတနာထားပြီးတော့ဖွင့်လှစ်ထားတဲ့ပညာဒါနသင်တန်း၅ခုရှိပါတယ် အဲ့ဒါကတော့နံပါတ်၁ကလက်တွေ့သုံးချပညာဌာနတိုက်ခိုက်နည်းသင်တန်းဖြစ်ပါတယ်ဘန်တူတိုက်ခိုက်နည်းတွေနံပါတ်၂ကတော့တိုင်းပြောင်းများ100% free ပညာဌာနသင်တန်းဖြစ်တယ်နံပါတ်၃ကတော့တိုင်းဝါသနာရှင်မှတိုင်းပညာရှင်တို့ဆိုတဲ့ group ရယ်ဘန်တူသမားကောင်းတယောက်ဖြစ်ဖို့ဆိုတဲ့ group ရယ်အဲတိုင်းပြောင်းများသမားကောင်းတယောက်ဖြစ်ဖို့ဆိုတဲ့ challenge group ၃ခုကတော့ဒီနေ့မှစပြီးဖွင့်တာဗျအဲ့တော့၃လ challenge group ပေါ့အဲဒါကတော့ကျုပ်ရဲ့လုပ်နေတဲ့ တိုင်းနဲ့ပတ်သက်တဲ့သင်တန်းတွေတိုင်းနဲ့ပတ်သက်တဲ့အလုပ်တွေဖြစ်ပါတယ်။နံပါတ်2ကတော့ fitness နဲ့ကာယပလပေါ့။ကျုပ်ကိုယ်တိုင်လည်းဝိမာတယ်၊ကျောင်းအရင်နဲ့ညီညွတ်တဲ့အစားအသောက်တွေကိုပုံမှန်စားတော့ပြီးတော့မှသွားလာနေတိုင်းနဲ့စီကံတကြနေတယ်၊စီကံတကြတိုင်းနဲ့စီကံတကြအိပ်ဆက်တယ်။အဲ့တော့ကျုပ်လိုပဲဝါသနာပါတဲ့ညီငယ်နှမငယ်ရောင်းရင်းအကိုတွေအမတွေအတွက်ပုံမှန်စောင်းပါးတွေရေးပြီးတင်သလို podcast တွေလည်းလုပ်ပြီးတော့မှ video file နဲ့မျှဝေပေးနေပါတယ်ဗျ။ fitness နဲ့ပတ်သက်လို့ကတော့ စစ်တမ်းထဲမှာစပြီးတော့ဝေးမခဲ့တဲ့ကျုပ်ရဲ့ဦးလေးတင်ပေးခဲ့တာပေါ့ကာယပလနီးပညာတွေကိုသူတင်ပေးခဲ့တယ်ပိုးတန်းထဲမှာတော့ပြေဦးလင်ခိုင်ចောင်းမတော်ပြမမှာတတရားစုရခဲ့တယ်ဗျအဲ့လိုနဲ့ဝေးမလိုက်ចောင်းသွားလိုက်အစာတွေလေ့လာလိုက်နဲ့2004ခုနှစ်မှာအပလန်ဘီယာကျင်းပတဲ့ fitness နဲ့ Mr. ပြိုင်ပွဲမှာစုရခဲ့ပါတယ်ဒုတိယစုရခဲ့တဲ့အတွက်အဲ့ဒီ reward အနေနဲ့ gym instructor အလုပ်ကိုလည်းရခဲ့ပါတယ်အဲ့ဒီအချိန်ကနေစပြီးတော့ လူဝါရတော်ဟုတ်ကျောင်းမရင်းနဲ့ fitness ဘ ਹੁ ဒုတာတွေလက်တွေ့မျှဝေပေးခဲ့ပြီးတော့မှ transformation လုပ်ပေးနေပါတယ်။လိုအပ်တဲ့ certificate တွေအနေနဲ့ကတော့မြန်မာ fitness trainer academy ရဲ့ founder ဆရာနိုင်ဦးစီကနေ MFA certificate တွေနဲ့ marketing သင်တန်းတွေ business သင်တန်းတွေ development သင်တန်းတွေသင်ယူထားပြီးတော့လက်ရှိလည်းညီငယ်သမားငယ်တွေနဲ့လူဝါမြောက်တော်ဟုတ်ပြန်လည်မျှဝေပေးနေပါတယ်ဗျ။အဲတော့ international certificate အနေနဲ့တော့ international sports science association ISSA ကနေအော်လမတ်တွေရယူထားပါတယ်ဗျ။ အောင်လမတ်ရရော bodybuilding specialist CBT nutritionist strength and conditioning ဆိုပြီးတော့ certificate ၄ခုယူထားပါတယ်အဲ့ဒီ certificate တွေကိုအသုံးချပြီးတော့ social media နဲ့လူတွေအတွက်ကျောင်းဝိုင်းနဲ့ fitness ဘုဒ္ဓတာတွေကိုပြန်လဲမျှဝေပေးနေပါတယ်ဆောင်းပါးတွေအနေနဲ့ဟော podcast အတူလေးနေပါပြန်လဲမျှဝေပေးနေပါတယ် fitness နဲ့ပတ်သက်ပြီးတော့အခပေးအနေနဲ့ကျုပ်စီမှာသင်တန်းတစ်ခု join ကျင်နေဆိုရင်တော့လူပိန်လေးပေါင်းမြောက်တော့ဟိုလူကောင်ကြီးထွားအောင် 3လအတွင်း9ပေါင်နဲ့15ပေါင်ထိတက်အောင်တဘာဝတိုင်းလေ့ကျင့်ပေးနေတဲ့3လလူကောင်ကြီး program natural giant program ကို join နေပါတယ်အဲ့လိုပဲ1 by 1 coaching နောက်မှ group coaching တွေကို online ပေါ်နေသင်ယူလို့လည်းရသလိုလက်တွေ့လည်းသင်ယူလို့ရအောင်အခုလာမယ့်ဒီဇင်ဘာလမှာနောက်တစ် course တစ်ခုဖန်တီးပါမယ်အဲ့တော့ကျွတ်တင်စရင်သွင်းအနိုင်ခြင်းလဲအနိုင်ပါဗျာဒီဇင်ဘာလမှာ hybrid အနေနဲ့တောင်းမှာဖြစ်ပါတယ်ဗျ baking လုံကြုံချမ်းမှာတန်ဆွမ်းဆိုတဲ့ ်ခေါ်စတဲ့လေဖြစ်ပါတယ်။နံပါတ်3ကတော့စာရေးတယ်ဗျ။လက်ရှိအနေနဲ့တော့တိုင်းပြောင်းပြန်နောက်ခံစာအုပ်တော့ဖြစ်တဲ့ဝတ္ထုရှိပြန်ချင်းမပွေးဆိုတဲ့စာအုပ်ဝယ်ယူအားပေးလို့ရပါတယ်ဗျ။ခမဲတို့သိထားမိလားမသိဘူး။ကျုပ်3ပတ်လောက်ရှိပြီ။ဆိုရှယ်မီဒီယာပေါ်လုံးဝမတက်ဘူး။စာလေးတွေတောင်မှမတင်ပြတာအတော်ကြာသွားတယ်ဗျ။အဲ့ဒါဘာလို့ညာလဲဆိုကျုပ်ရဲ့နောက်ထပ်စာအုပ်တအုပ်အတွက်အချောတက်ရေးနေလို့ပါ။မနေ့ကပဲစာအုပ်တက်ကိုပေးခဲ့ပြီးပါပြီဗျ။ အဲကျောင်းရဲ့ပလန်ကတော့ဒီ2025ခုနှစ်မှာနောက်ထပ်ဒုတိယစာအုပ်ကိုထုတ်ဝေမှာဖြစ်ပါတယ်အဲ့တော့ပထမစာအုပ်နဲ့ဒုတိယစာအုပ်ကိုအားပေးခြင်းနဲ့ဆိုရင်တော့ smart survey မှာမှာယူလို့ရပါတယ်ဗျနံပါတ်၄ကတော့ခင်ဗျားတို့ရည်မလားမသိဘူးတိရစ္ဆာန်လုပ်တယ်ဗျအာဆီယန်နိုင်ငံရဲ့လျှို့ဝှက်ငကားဆိုတဲ့ဗီဒီယိုလေးမှာအဲကျောက်ကဗီလေးအနေနဲ့တိရစ္ဆာန်ခဲ့တယ်နံပါတ်၄အနေနဲ့ကတော့ကိုနေထူးနိုင်ရဲ့ဘန်တိုကောင်လေးဆိုတဲ့ဘန်တိုပညာအခြေပြုတိုင်းကားတကားမှာ အဲ့မှာလဲ villain နေနဲ့ပဲတရုတ်ဆောင်ခဲ့တယ်ဒီနေရာမှာတော့အအကျုပ်ရဲ့အခန်းကဏ္ဍတော်တော်လေးမြန်မြန်ပါတယ်ဗောနော်အခင်ဗျားတို့ကြည့်ပြီးပြီနဲ့တူပါတယ်နောက်တကားရှိတယ်ဗျအဲ့ဒါကတော့ကျုပ်ရဲ့ကျေးဇူးရှင်ဘန်ဒိုဆရာရန်နိုင်ရက်ကူးတဲ့နောက်ထပ်ဘန်ဒိုဇလန်တစ်ခုပဲဖြစ်ပါတယ်အဲ့မှာလဲကျုပ်ကလည်းအဓိက villain ပဲမင်းသားခန့်ကျင်တော့ပြောဗျ villain နေရာတွေတော့ကျွန်တော်စိတ်ကုန်နေဗျနောက်တကားမှာဆိုတော့ villain မလုပ်တော့ကျုပ်ကလည်းမင်းသားလုပ်ပြီးရရင်ရိုက်မယ်ဗျစောင့်မြောက်အားပေးကြအောင်2026မှာတော့တင်တကားရိုက်ဖို့ plan ရှိတယ်ဗျ ကျွန်တော်တို့ပါမယ်ဆိုရင် highlight ပြအကျုပ်ကိုယ်တိုင်မင်းသားလုပ်တော့မယ်ဒီဟုတ်တော့နံပါတ်5ကတော့တရားထိုင်နေဗျဝိပဿနာတရားအထုတ်တာဖြစ်ပါတယ်တကယ်တော့ကျုပ်ကခင်ဗျားတို့ထင်နေသလို online နေ social media တွေမှာအချိန်ပြည့်ရှိနေတာမဟုတ်ပါဘူးနေ့စဉ်နေ့စဉ်မနေ့တိုင်းမှာရေးစရှိတဲ့စောင်းပါးတွေရေးတယ်တင်စရှိတဲ့ဗီဒီယိုတွေတင်တယ် online ပေါ်မှာရှိတဲ့ဒပိတ်တွေနဲ့စကားပြောစရာရှိတာပြောတယ်အဲသူတို့အတွက်ဗီဒီယိုမျှဝေပေးစရာရှိတာမျှဝေပေးပြီဆိုတာနဲ့ကျုပ်က online ပေါ်မှာမရှိတော့ဘူးဗျ online ပေါ်နေအောက်ပြီဆိုတာနဲ့မိသားစုနဲ့အချိန်ပေးတယ် ်စာရေးရေးတယ်တိုင်းကစားတယ်စနေတုန်းတွေမှာဆိုဝေးမတယ်ဂျားရဲ့အချိန်လေးတွေမှာဆိုရအောင်လမ်းလျှောက်တယ်စာဖတ်တယ်ဗီဒီယိုကြည့်တယ်နောက်တစ်နေ့ကို၃ချိန်တရားထိုင်ပါတယ်ဗျအဲ့တော့မနေ့နေ့လည်းညပေါ့နော်အဲ့တခါဒီမှာတော့နေ့လည်းပိုင်းမှာထိုင်ဖို့အချိန်မရတဲ့ခါမှာတော့မနေ့နဲ့ညတော့ရအောင်တရားထိုင်ပါတယ်ဒါတွေကတော့ကျုပ်ရဲ့နေ့စဉ်လုပ်နေတဲ့အလုပ်၅မျိုးဖြစ်ပါတယ်ဗျအဲ့တော့ အလုံမရှိဘူးဆိုတာဘာကိုပြောတာလဲတော့ကျုပ်ကတော့မသိဘူးဒါကျုပ်ရဲ့အလုပ်တွေဖြစ်ပါတယ်ခင်ဗျားတို့ရောဘာအလုပ်တွေလုပ်နေကြလဲဗျနောက်တဲ့ဗီဒီယိုမှာအလုပ်တွေနဲ့တီးတဲ့အသေးစိတ်လေးတွေကိုဆက်ပြီးတော့မျှဝေပေးတော့မှာကျေးဇူးတင်ပါတယ်